inspire you are ပေါ့နော်ကောင်မလေးဘလို့ဝတ်လဲပေါ့မေလာနည်းနည်းရိုးရိုးလေးဝတ်တာအများတော့အဲ့ fashion လေးလိုက်ပြီးဝယ်ပြီးတော့အဲ့လိုလေးလောက်ကာပေါ့ DJ ဆိုဟန်ဆောင်ပြီးလောက်ရတာပေါ့နော်ကောင်မတက်ပေမဲ့လည်းခလုတ်တွေပါရှောက်နေတာပေါ့ကင်မရာသမားကိုပြောကင်မရာကိုပြောရတာပေါ့ခလုတ်တွေအနီးကပ်တွေမရိုက်နဲ့ပေါ့အဲ့ တီးကြည့်တော့လည်းမတီးတတ်ပါဘူးအဲ့လိုတော်တော်များများတော့ကြိုက်ကြရတယ်လေနော်လူငယ်တော်တော်များများကြိုက်ပါတယ်အဲ့လိုပေါ့နော်တချင်းလေးဆိုလည်းအဲ့လိုအေးရလေးကြိုက်တယ်အဲ့လိုအဲဆိုင်နေပါတဲ့ time ပဲဆိုလို့ရှိရင်လည်းအဲ့လိုဘန်နဲ့ဖူးဘန်နဲ့တီးတဲ့ဟာမျိုးလေးဆိုပိုကြိုက်တယ်အဲ့လိုမျိုးလေးပေါ့ဟုတ် ော်မေလာဟိုပါเนาะအဲ့တော့ပြန်လည်စမ်းတဲ့နောက်တစ်ခေတ်ပုံစံမျိုးလေးဝစ်ပြီးရောရိုက်တာလေးဆိုတာလေးပေါ့အဲ့တချင်းလေးလည်းအခုပြန်ပြီးတော့ TikTok မှာပြန်ပြီးတော့ဆော့နေကြတဲ့အတွက်ကြောင့်ဘာပဲပြောဝမ်းတာပါ သိသိဝိုင်းရဲ့အမုံမြက်ရေဆိုတဲ့ဇာတ်ကားလေးပေါ့နော်ဇလန်လွယ်လေးအဲ့နှစ်တွဲမှာပါဝင်ထားပါရဲ့ဟုတ်အစိမ့်သိဝိုင်းရောဘယ်လိုဆက်ဖို့လဲဟုတ်ကဲ့အစိမ့်သိဝိုင်းလေးကကြောင်နည်းနည်းအဲဘာသေယုတ်ဆောင်လေးရလဲအရန်များရဲ့အဲပြီးတော့ character အရာရောဇလန်အရာရောတော်တော်ရှုပ်တယ်ထဲမှာပါရဲ့ဆိုတော့ဒါနောက်ဆုံးဇလန်ပြီးတော့မှပြန်စဉ်းစားပြီးမှနားလည်မယ့်ဇာတ်ကားမျိုးလေးပေါ့နော်ဒါပေမဲ့ပရိသတ်တွေကြိုက်ပြီးတော့ဟိုစဉ်းစားရမယ့်အထဲမှာပါတဲ့ဇာတ်ကားမျိုးလေးပါဟုတ်ဒါတက်မွေးတော်တော်မြင့်မြတ်ကားလို့ တန်ဖိုးကတော်တော်မြင့်နေတဲ့ထဲပါတယ်အစိမ့်သိမ့်ဝိုင်းမိလာကိုဟိုရိုက်တဲ့အချိန်ကအားဖြင့်လည်းအရန်ကိုကြာခဲ့တယ်လူတစ်ပြည့် night life နဲ့ပတ်သက်ပြီးတော့အာလောက်တဲ့အကားဆိုတော့မိလာတော့အဓိကညပတ်တွေပိုရိုက်ကြအများရဲ့ဟုတ် အမုံမြည့်ရေလေးလဲလောင်ရပါတယ်လောင်ရတယ်ဆိုတာအမုံမြည့်ရေကကြတော့မင်းသားနှစ်ယောက်ကပို့ပြီးလောင်ရတာများတယ်ပေါ့နော်ကျန်တဲ့ဒီဘက်ကကြောင်မေလာတော့တောင်းနေတောင်းနေတိတ်မတွေ့ရဘူးကိုယ့်ရဲ့ character နဲ့ကိုယ်ဆိုတော့ပြီးတော့မှဇသိန်းကြမှာအကုန်လုံးတွေ့ပေါင်းစည်းသွားတဲ့သဘောလေးစိတ်သိဝိုင်းတကားပဲပါမယ်ထင်တာအခုဆိုအမုံမြည့်ရေကားလေးလဲပါသွားပြီးတော့ channel 7နဲ့ for you နဲ့ပူပူပေါင်းလိုက်တာလဲဝမ်းသာပါတယ်နှစ်ကားလုံးကလောင်ရတယ်ဆိုမဲ့ပြိတ္တတွေကြိုက်မှာပါဇလန်းတွေဆိုမဲ့အဲလုံးဝပြင်းစရာမကောင်းမဲနဲ့ဒီဘိုင်းနဲ့ဒီဘိုင်းက temporary တက်နေမဲ့ဇကားလို့ပြောလိုက်ပါတယ်ဟုတ် I'm She's the one. ပေးလေးလည်းပါမယ်ပညာပေးလေးလည်းပါမယ်ပြီးတော့အဓိကတော့အဲ့လိုပေါ့ကိုထက်ကြီးရဲ့ဒါသူ့ရဲ့ဇလန်းလှဲ့ွက်တွေပေါ့နော်ကြည်နေနေအော်တဝက်လောက်ရောက်ရင်အဒီတယောက်ကဒီလိုလုဖြစ်မှာပဲလို့ပြိသက်တွေတွေးနိုင်မယ်မယ်တကယ်တမ်းလုံးဝမတူတဲ့အနေအထားမျိုးပေါ့ဟုတ်ဟုတ်မင်းမထီရပြန်ကြည့်ရလဲတိတ်နားမလဲပါဟုတ်ပြန်ကြည့်ရမှာမလဲပြန်ကြည့်ရလဲနားမလဲတိတ်တော့မကြိုက်ဘူးဟုတ်အဲ့လိုလေကိုက DJ တီးရဲ့ကောင်မလေးလောရဆိုတော့လေလေသားရဲ့လဲဝက်ကတော့တည့်ရမလားအဲကိုနေရာမရနဲ့ပူတာပေါ့နော် မိုင်းလေးတော့နောက်တာပေါ့ဟုတ် inspire you อ่ะပေါ့เนาะကောင်မလေးဘယ်လိုဝတ်လဲပေါ့မိလာနည်းနည်းရိုးရိုးလေးဝတ်တာများတော့အဲ့ fashion လေးလိုက်ပြီးဝယ်ပြီးတော့အဲ့လိုလေးလောက်ကာပေါ့ DJ ဆိုဟန်ဆောင်ပြီးလောက်ရပေါ့เนาะကောင်မတက်ပြမဲ့လေခလုတ်တွေပါရှောက်နေတာပေါ့ကင်မရာသမားကိုကင်မရာကိုပြောတာပေါ့ခလုတ်တွေအနီးကပ်တွေမရိုက်နေပေါ့အဲ့ တီးကြည့်တော့လည်းမတီးတတ်ပါဘူးအဲ့လိုအာတော်တော်များများတော့ကြိုက်ကြရတယ်လေနော်လူငယ်တော်တော်များကြိုက်ပါတယ်မေလာတော့မောင်လေးတွေပါတယ်မောင်လေးတွေရှိရတယ်မောင်လေးဆိုတော့သူတို့ကြိုက်ကြတာပဲသူတို့အဲ့လိုဆိုတမီးကကြတော့အဲ့လိုတိတ်စူညံနေတယ်ဆိုတိတ်မကြိုက်ဘူးအဲ့လိုအေးစိနေရပို့ကြိုက်တဲ့ထဲမှာပါတယ်အဲ့လိုပေါ့နော်တချင်းလေးဆိုလည်းအဲ့လိုအေးရလေးကြိုက်တယ်အဲ့လိုအာဆိုင်နေပါတယ်ထိုင်မယ်ဆိုလို့ရှိရင်လည်းအဲ့လိုဘန်နဲ့ဖူးဘန်နဲ့တီးတဲ့ဟာမျိုးတွေဆိုပို့ကြိုက်တယ်အဲ့လိုအဲ့လိုမျိုးလေးပေါ့ဟုတ်အဲအဲအဲ့တော့ကတော့မေလာဟိုပါပေါ့နော်အဲ့တော့ပြန်လဲစမ်းတဲ့နောက်တစ်ခေတ်ပုံစံမျိုး ျိုးလေးဝစ်ပြီးတော့ရိုက်တာလေးဆိုတာလေးပေါ့အဲ့တချင်းလေးလည်းအခုပြန်ပြီးတော့ TikTok မှာပြန်ပြီးတော့ဆော့နေထားတဲ့အတွက်ကြောင့်ဘာပဲပြောဝမ်းသာပါညာဆိုကခက်ခဲရောရှိရပေါ့နော်ပြိသက်တွေတယောက်နဲ့တယောက်နဲ့ကြိုက်တာရင်ကြိုက်တာလေးလည်းရှိရပေါ့ဒါပေမဲ့စူးစမ်းပြီးပဲဆိုတာပေါ့တချင်းနဲ့ပတ်သက်ရင်တော့အခုနောက်ပိုင်းတော့မေလကိုပိုင်တန်စင်တချင်းလေးပို့ပြီးများပါလိမ့်မယ် Facebook မှာ official page တင်ပြရင်တော့မှ YouTube မှာတင်ပြပါမယ် ဒါပေမဲ့အားလုံးကျေးဇူးတင်ပါတယ်မီဒီယာသမားတွေဘာလို့လဲဆိုတော့ဒီတစ်ခါအမွှေပေးတဲ့အတွက်ပေါ့နော်ဒီမှာတစ်ခါလည်းတော်တော်ရှင်သဲမှာထိသွားပါတယ်လို့အင်တာဗျူးဆိုနည်းနည်းကြောက်သွားပါပြီကြောက်မဆုံးမရှိနေအားလုံးဒီကနေခါးတောင်းပန်လိုက်ပါတယ်လို့ဟုတ်ချက်ပြီးတော့လည်းမနှောက်ပါနဲ့တော့လို့ဟုတ် channel 7နဲ့ for you နဲ့ပူပေါင်းတင်ဆက်တဲ့ဇလန်းတွေအများကြီးရှိတဲ့အထက်မှာမိလာကတော့စိတ်သက်ဝိုင်းနေတဲ့အမုံမြတ်ရေဆိုရယ်စကားလေးပေါဝင်ထားပါရဲ့ဆိုတော့ပြည်သက်တည်လဲအားပေးဖို့အတွက်ပြောချင်ပါတယ်တခြားနုပညာရှင်တွေစကားတွေလည်းအားပေးဖို့အတွက်ဒီကနေ့တခါရဲ့ဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်